Hello အားလုံးပဲမင်္ဂလာပါရှင်။ Hoshi Page ကနေကြိုဆိုပါရစေ။ကျွန်မနာမည် Hoshi ပါ။ကျွန်မဒီနေ့မျှဝေ business နဲ့အကြောင်းအရာလေးရာဒီဈေးကွက်နဲ့ဆိုင်နဲ့အကြမ်းမြတ်ဈေးကွက်နဲ့ဆိုင်နဲ့အရှုံးမြတ်ကိစ္စလေးကိုဗဟုတုတအနေနဲ့မျှဝေပေးချင်ပါတယ်။အဒီလိုမျှဝေပေးရတဲ့အကြောင်းရင်းကလည်းဒီပေါ့နော်ကြောက်ဒေကိုကြောက်ကြောက်ဈေးကွက်ထဲရလူတွေအားဒီအဆုတ်ရှယ်ယာခေါ်တာလေးရှိရဲ့အဲ့ခါကျရင်အလုံးဝမရှုံးဘူးလို့အမျက်အများကြီးရမှာတော့အဲ့လိုမျိုးအကြောင်းအရာလေး จ้าติနေရတယ်ဒါဟိုရင်တွေကလည်းရှိပါတယ်အခုနောက်ပိုင်းလည်းရှိတယ်ဗောနော်ဆိုတော့ဒါလေး ਨੇ ပတ်သက်ပြီးကျွန်တော်ဘုခုတ္တရရအောင်ဖြောင့်ဝေပြင်ချင်တာပဲဖြစ်တယ်ဆိုတော့လေဘယ်အလုံးမဆိုအရှုံးမြတ်ရှိပါတယ်အရှုံးမြတ်မရှိရအလုံးရလို့မရှိပါဘူးအရှုံးနေအောင်အအမျက်များအောင်ဟာဒါတူတယောက်ချင်းစီရကင်တွေတော့မောင်မတီးပြီးရကွာသွားတာပဲရှိရအဲဘလောက်ပဲတော်ရဲကြောက်သမားပဲဖြစ်ဖြစ်ကြောက်ကိုတပင်မဟုတ်တပင်မှာတော့ညှိကြတယ် ကိုအကြောက်အဝယ်မှန်နေပေမဲ့လေဈေးကွက်က demand အရာဒီကြောက်ကဝယ်လို့အနေသွားတာမျိုးဆိုလို့ရှိရင်ကိုကဝယ်ထားတဲ့ဈေးထက်ကအာယော့ပြီးတော့ရောင်းရတာမျိုးရှိရဲအဲ့လိုမဟုတ်ဘူးမရောင်းတိုင်ထားမယ်ဆိုလို့ရှိရင်တော့ဒီကြောက်ကဝယ်လို့အပြန်တက်လာတဲ့အချိန်ကျရင်တော့ကိုအမြတ်တစ်ခုနဲ့ရောင်းရမှာပေါ့နော်အဲ့တော့ကြောက်လုတ်တဲ့အခါမှာအရှုံးမရှိဘူးဆိုတာလုံးဝမဟုတ်ပါဘူးအရှုံးဒီအထိုက်လျောက်ရှိပါတယ်ဘလောက်ပဲတော်တဲ့ကြောက်သမားပဲဖြစ်ဖြစ်ဘလောက်ပဲကျွမ်းကျင်တဲ့ကြောက်ကုန်တယ်ပဲဖြစ်ဖြစ် အရှုံးဆိုတာကိုသူတို့ဒီလဲရင်ဆိုင်ခဲ့ရပူပါတယ်အဲ့လိုပဲမမြတ်ဘူးလားဆိုတော့မဟုတ်ပါဘူးမြတ်ပါတယ်အမြတ်များတာရှိတယ်အမြတ်နည်းတာရှိတယ်အရင်အပေါ်လေးနဲ့ထုတ်လိုက်ရတာမျိုးတွေလည်းရှိတယ်ဆိုတော့ဒီအစွန်းနှစ်ဖက်ကမကောင်းပါဘူးအစွန်းနှစ်ဖက်မမကောင်းဆိုတာမျိုးကအဲဒီကြောက်လုပ်ငန်းဟာအရင်မြတ်တယ်လို့ပြောလာရင်လဲဒါစဉ်းစားစဉ်းကျင်ရမှာပါဒီကြောက်လုပ်ငန်းဟာအရှုံးမရှိဘူးလို့ပြောလာရင်လဲစဉ်းစားစဉ်းကျင်ရမှာပါ ဒီဟာရီယာဒီခုနပြောသူဘောเนาะကျွန်တော်တို့ဒီတခြားစီးပွားရေးလုပ်ငန်းတွေနဲ့တူတူပါပဲအမျက်ရှိမယ်အရှုံးရှိမယ်အရှုံးနဲ့အမျက်ကိုကိုကခံနိုင်ရှိရောမှာပဲဒီအလုပ်ကိုလုပ်လို့ရမှာပါအော်ခုနပြောကျွန်တော်အရှိမပြောသွားသလိုပါပဲအရှုံးလုံးဝမရှိဘူးဆိုတာမဟုတ်ပါဘူးကြောက်သမားတိုင်းကြောက်သမားတိုင်းဟာဘလောက်ပဲကြောက်ဝေမှန်မှန်အရှုံးနဲ့ရင်ဆိုင်ခဲ့ရပါတယ်ဒါလေးကိုကျွန်တော်မျှဝေပေးချင်တာပါ ဥပမာအနေနဲ့ပြောပြရမယ်ဆိုလို့ရှိရင်အရင်လွန်ခဲ့တဲ့3နှစ်လောက်ကမိုင်းရှုဈေးကွက်ကအရင်ဟော့ဖြစ်ပါတယ်။ဒါပေမဲ့အခုနောက်ပိုင်းမှာ GRS certification သွားထုတ်တဲ့အခါမှာမိုင်းရှုမှာပါတဲ့အမဲဆက်ကို black spot ဆိုပြီးတော့ရေးလိုက်တဲ့ comment တခုကြောင့်မလို့ဒီမိုင်းရှုရဲ့ဈေးကွက်ကြီးကအေးသွားတယ်။အဲ့တော့အရင်ကသိန်းတစ်ထောင်နဲ့ဝယ်ထားတဲ့သူကသူ့ရဲ့ကြောက်တီအာထားပါတော့အထိုက်လျောက်အမျက်ရှိမှာပဲရောင်းနိုင်မယ်။ဒါပေမဲ့သိန်းတစ်ထောင်သိန်းတစ်ထောင်ပြန်ပေးနေမယ်ဆိုရင်ဒါအရင်ပဲလीနော်။အဲ သိန်းတစ်ထောင်မှသိန်း၈၀၀အောက်ပေးနေမယ်ဆိုလဲဒါကကိုအတွက်ကအရှုံးပြနေတယ်ဆိုတော့ကိုကြောက်ဝင်မမှန်လို့ဖြစ်တာလားဆိုတော့လဲမဟုတ်ပါဘူးဈေးကွက် situation ကြောင့်မလို့ရင်ဆိုင်ရတဲ့အရှုံးကိုကြောက်ဝင်မှန်ပေမဲ့လည်းဒီလက်ရှိမှာ demand ဆင်းနေတယ်ဆိုလို့ရှိရင်ကျုံရတဲ့အရှုံးနောက်တစ်ခုကကိုကကြောက်ရောင်းကြောက်ဝယ်လဲမှားတယ်ပေါ့နော်ဒီကြောက်လို့ကြောက်ရဲ့ဒီဘယ်လိုခေါ်မလဲဒီလုပ်ငန်းကလည်းကိုနဲ့ဆက်တာကြောင့်မလို့ရှုံးတဲ့အရှုံးအဲ့လိုတွေလည်းရှိပါတယ် အဲ့တော့အရန်မြက်တယ်မြက်တယ်မြက်တယ်ဆိုပြီးတော့မှဒီမြက်တာတစ်ခုလေးကို aggressive ပေါ့နော်ဒီလောဘကြီးပြီးတော့လေဒီကြောက်လုတ်ကို အမြက်တစ်ခုလေးရှိတယ်အမြက်ပဲရှိတယ်အရှုံးမရှိဘူးဆိုပြီးတော့ပြောတဲ့စကားတွေကိုလည်းမယုံဘူးအတိအကျတော့အဲ့တော့ဒီကြောက်လုတ်ဟာအမြက်ပဲရှိတယ်အရှုံးမရှိဘူးလို့ပြောတဲ့စကားတွေကိုလည်းမယုံဘူးကျွန်တော်ဒီနေ့ကနေမျှဝေပေးနေတာပါအကောင်လုံးဟာပဲစီးပွားရေးမဆိုးအရှုံးရောအမြက်ရောရှိပါတယ်ရှင် ဟုတ်ကဲ့အခုလိုမျိုးအဆုံးထိအမြဲတမ်းထောင်ပေးတဲ့အတွက်ဈေးစများကြီးတင်ပါတယ်ရှင်